ယူကရိန်းကိုပယ်လချီယန်ကအစည်းအကူညီဒေါ်လာတန်းတထောင်ကျော်ပို့ပေးအပ်ယူကရိန်းနိုင်ငံကာကွယ်ရေးအတွက်ဒေါ်လာတန်းတထောင်ကျော်တန်ဖိုးရှိအစည်းအကူညီပေးအပ်ကြောင်းပယ်လချီယန်ဝန်ကြီးချုပ်ဘတ်ဒေးဝီဖာက AP ရှေ့နေမှာပြောကြားလာတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်ယူကရိန်းနိုင်ငံကရယ်မြို့တော်မှာတမရဆီလမ်စကီနဲ့တွေ့ဆုံချိန်မှာဝန်ကြီးချုပ်ဘတ်ဒေးဝီဖာကပြောလိုက်တာပါယူကရိန်းစစ်တပ်အတွင်း နှစ်စဉ်ဒေါ်လာသန်း1000ကျော်ပေးအပ်ကူညီသွားမှာဖြစ်တယ်လို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ဖလချီယာဝန်ကြီးချုပ်ကပြောပါတယ်။နှစ်နိုင်ငံနှစ်နယ်ခရမ်းဘူးတွဲထုတ်လုပ်ရေးစာချုပ်လေးခုကိုသဘောတူလက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့2025ခုနှစ်ထဲမှာဘယ်လ်ချီယာနိုင်ငံဟာယူကရိန်းလေတာအတွက် F16 တိုက်လေယာဉ်အများဆုံးကူညီပေးအပ်မဲ့နိုင်ငံဖြစ်လာမယ်လို့လည်းဝန်ကြီးချုပ်ဘတ်ဒေဗီပါကပြောကြားသွားပါတယ်။ ဝန်ကြီးချုပ်ဘတ်ဒေဗီဘာကဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးကာကွယ်ရေးဝန်ကြီးတို့နဲ့အတူယူကရိန်းနိုင်ငံကရင်မြို့တော်ကို AB ရှိရမနေ့မှရောက်လာတာဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။